နှုတ်မဲမင်္ဂလာပါဟူသီကျော်စပေါ့ချန်နယ်ကနေကြိုဆိုပါရစေ။ကမ္ဘာပေါ်လုံးစက်ခုံနဲ့ပတ်သက်ပြီးတော့ဒီဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်လုံးစက်ခုံရဲ့အနာဂတ်ကမိပညာကစားသမားတွေရဲ့တိုးတက်မှုနဲ့ပြည်သက်တွေဆက်ဆံမှုစီးပွားရေးဒိုင်းနမစ်ဆိုတဲ့အကြောင်းအရာတွေပုံပေါ်လျက်ရှိပါတယ်။မိပညာနဲ့တည်ထွင်ဆက်တက်မှု VR နဲ့ AI တို့ရဲ့တိုးတက်မှု video assisted referring fee အစနစ်ကပုံမတိကျပြီးတော့ရလက်ကိုမှတ်တမ်းစီပါတယ် artificial intelligence AI နဲ့ machine learning တို့တွဲဖက်ပြီးတော့အချိန်နဲ့တပြေးညီဆုံးဖြတ်ချက်ကိုချတဲ့နေရာမှာပုံမအသုံးပြုလာနိုင်ပြီးတော့လူသားတိုင်းလူကြီးရဲ့အမှားတွေကိုရှင်းချပေးမှာဖြစ်ပါတယ်ဥပမာအနေနဲ့ semi automated technology ပြီးခဲ့တဲ့ကတာကပ္ပလမှာစတင်စတဲ့ပုံပြခဲ့ပြီးတော့ 2024-2025ရာသီရဲ့ Premier League ပွဲစဉ်32မှာစတင်မိစအသုံးပြုခဲ့ပါတယ်။နောက်ခုကတော့ wearable technology နဲ့ data ဖြစ်ပါတယ်။အနာဂတ်မှာကစားသမားတွေရဲ့စွမ်းဆောင်ရည်တိုက်တာကို GPS tracker, heartbeat monitor နဲ့ biometric sensor တွေကိုကြကြံပြပြအသုံးပြုလာနိုင်ပါတယ်။အဲ့ data တွေကကစားသမားတွေရဲ့ကြံ့ခိုင်မှုမြန်မာနွမ်းနယ်မှုနဲ့တန်ရာတွေကိုသိနိုင်ပြီးဤကြတွေကိုအထောက်အပံ့ပြုပါလိမ့်မယ်။ ဥပမာအနေနဲ့ AI ကကစားသမားတွေရဲ့ပြပန်းသွင်းတဲ့မှုတိုင်တာပြီးတော့လူစားလဲဖို့အတွက်နည်းပြကိုအကြံပေးပါလိမ့်မယ်။နောက်တစ်ခုကတော့ပြန်ပွဲဖွဲ့စည်းပုံကြောင်းလဲလာပါတယ်။ဘရောနဆက်တင်မှာပေါ်ပေါက်ခဲ့ပူတဲ့ဥရောပစူပါလီကတော့အောင်မြင်ခဲ့ပြီပဲ။နောက်နာကမှာစူပါလီလိုမျိုးလားတန်လူတဲ့ပြန်ပွဲပုံစံတွေပေါ်လာနိုင်မှာတည်။ဥရောပထိပ်တန်းကလပ်တွေကသူတို့ကလပ်တွေအကျိုးမြတ်ပုံမျိုးရရှိဖို့အတွက်ပြန်ပွဲပုံစံတွေပေါ်လာဖို့ တွန်းအားပေးနိုင်ပါတယ်။အခုကတော့ FIFA Club World Cup ချက်ထွန်လာတာနဲ့အဆင့်မြင့်လာတဲ့ဒီရီအကြောင်းပဲဖြစ်ပါတယ်။ FIFA Club World Cup ကိုတော့ဆက်နဲ့အထူးပါဝင်ရှိတိုင်းနေပြီးတော့ပါဝင်တဲ့ကလပ်တွေအားလုံးအတွက်လည်းအကျိုးနဲ့တင်များစွာရရှိနိုင်မှာဖြစ်ပါတယ်။အာဖရိကအာရှနဲ့မြောက်အမေရိကမှာရှိတဲ့ကလပ်တွေကယင်းနည်းနည်းနဲ့မျိုးလေးပုံမလုံးဆောင်လာပြီးတော့ဥပဒေဂျင်ဝင်တွေကိုလောက်စားအများများနဲ့ကမ်းလှမ်းနေရတော့လေကျွန်တော်တို့ပြည်သက်တွေ တွေ့မြင်ပြီးသားဖြစ်ပါလိမ့်မယ်။အားလုံးကျေးဇူးတင်ပါတယ်။ Just Sport Channel ကို Subscribe လုပ်တော့ပြီးဖို့ပြောလိုပါတယ်။